ါကတော့ကျွန်တော်ရဲ့ member အထူးနောက်တို့ပါနော်633အပါပါပါရန် member အထူးနောက်တို့633ခွာနှင်းနေပါနော်နှလုံးပေါင်းနဲ့တန်နေအာအော်ပါနော်နောက်တို့ပါနော်ကျွန်တော် member တွေကို member messenger group ထဲမှာရှိတဲ့လူတွေတော့ပို့တယ်တချို့ကြတော့ group ထဲမှာစာတွေကအများပို့ရဲ့အချင်းတချို့ကြတော့အလုံးကိုင်နဲ့ messenger ဝန်တန်နဲ့အဆင်မပြေတဲ့လူကြတော့ member group ထဲကို messenger group ထဲရောက်မှုမဝင်ဘူးဖေးဖို့အကောင့်မှာ live လွှင့်တာကြည့်တယ် member guide ယူတာကြည့်တယ်သူက ပေါ့နော်၃00နီးလောက်ရှိရအောင်၃00နီးလောက်ရှိရဲဆိုတော့ messenger ကလူတွေကိုတော့ကျွန်တော်မမနောက်တို့အထူးဆိုပြီးတော့အထူးမှာပါနောက်တို့ဆိုမမအထူးနောက်တို့ဆိုပြီးတော့ကိုသုံးလုံးတစ်ပတ်ကိုတင်ပေးတယ်ကိုသုံးလုံးနဲ့၆သုံးလုံးအားကိုကက်ကလီလုပ်ပြီးလုပ်ပြီးတယ်အပြင်ကနေတော့ဘယ်သူမှမပို့တော့ဘူးနော်မမကထဲမှာမပါသွားဘူးနော်ဒါကနောက်တို့ကျွန်တော်အရင်ကနေပြောခဲ့တဲ့ကိုသုံးလုံးလေးကိုနောက်မှာကိုကြည့်နေတွေ့တာပေါ့ကြည့်နေတွေ့တော့အဲ့ဒီကနန်းလေးကိုကျွန်တော်ကအခုနောက်တို့ဖြစ်နေဒီဘက်ကိုလည်းမျှဝေပေးတယ်အပတ်စဉ်သမားတွေလည်းဘယ်သူမှမဒီနောက်တို့အကက်ကို နီးနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှအချိန်ရှိတော့မပို့ပြီးတော့နော်ဒါကဒီဘက်ကဖရီသမားတွေလည်းကုသူပေါ့နော်ကုသူရတယ်အဲ့တော့ကျွန်တော်ပြောခဲ့ပူပါတယ်နော်ဒီမှာ၈၉၃လို့ကလင်နာမှာ၃ကပ်ပဲခွေးတယ်အဲ့ဒီ၈၉၃လို့ခွေးတာကလည်းသူကဒီဗရိတ်၅ဗရိတ်၁လို့အချိန်ကရိုက်တဲ့၄၄၃၄၅ ငါးပြင်ပြီးမှ3 6 3လို့ဒီလိုခွေတာအဲ့တော့ဒီမှာကလင်နာမှာ6 6 3လို့ဒီလိုခွေရတယ်သူကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ရပြီးမှပရိင္ငါပရိတိဆိုပြီးသူကဒီလိုမျိုးအချိန်တိုင်းကစားတာအဲ့တော့ဒီမှာကလည်းသူကဒီပရိင္ငါပရိင္ငါဒီမှာပရိတိလို့ကစားပြီးဆိုတော့1 2 3 4 5ငါးချိန်ရပြီးမှလည်း6 6 3လို့ကလင်နာတစ်ပြင်လုံးမှာအုံကပ်ပဲရှိတယ်အဲ့လိုခွေတာလေခွေတော့သူကနှစ်ဦးမှသူကဒီခွာ6ပေါ့ဗျာ6ခွန်ခွာ6ခွန်အခွာ6ခွန်အခွာပေါ့နော်6ခွန်အခွာ ဒါကြတော့အကက်ပြက်ပေါ့နော်ကိုခုနဲ့ဖြစ်တာနောက်ပတ်ဒီနှစ်ကက်ကြတော့နှစ်ကက်နဲ့ချိန်ဆဆုပ်ရတယ်နော်အကောရွှေနဲ့အဲအဲ့ဆိုရင်အဲ့ဒီအောက်မှာကြားတဲ့ကဏ္ဍဟာကျွန်တော်တို့ပြောခဲ့ဦးလေခါတူခါဆင်းပြီးတော့တုံခါတုံခါတစ်လုံးဆင်းပြီးတော့တုံပါပါပရိရှင်နဲ့ရက်ကဏ္ဍလေးဆိုကျွန်တော်၈၆ခုဒီဘက်မှာတင်ပေးခဲ့တယ်နော်တင်ပေးခဲ့တယ်အဲ့တော့ဒီမှာကျွန်တော်တို့လုပ်ခွေရတယ်ဒီကုခါခါတူခါကစားပြီးတော့ကိုပါပါပရိလေးဆိုပြီးတော့ဒီမှာတင်ပေးခဲ့တယ်ဒီဘက်မှာကျွန်တော်တို့တခြားလိုင်းကနေ၆ခါ၆ခါဆင်းပြီးတော့၆ပါပါပရိပြည့်ဆိုပြီးတော့၈၆ခုကိုကျွန်တော်တခြားလိုင်းနဲ့ပေါင်းစပ်ပြီးခွန်ခွန်၆နဲ့၈၆ခုနှစ်ကွက်ပဲတင်ပေးခဲ့တာ ် YouTube channel တွေမှာတက်သိရှိတယ်เนาะပြင်ကြီးကြီး YouTube channel မှာတော့ 3D တည်တက်လာမသိဘောเนาะ 3D တည်တက်မှာအဲဒီ YouTube channel မှာအဲ့ဒီမှာအဲ့ဒီ line ကြီးကျွန်တော်တင်ပေးခဲ့တာတက်သိတက်သိရှိတယ်เนาะအဲ့ YouTube channel ကြီးကကျွန်တော်တို့ရဲ့ live show တွေကိုအမြဲတမ်းတင်ပေးတယ် subscribe လေးပါလေးလှုပ်ရှင်လုပ်တာအဲ့ဒီ line ကနေပဲအခုကိုတုံးတုံးအောင်ကျွန်တော်အဲ့တော့ငွေကနန်းဆိုပြီးတော့ပြောခဲ့ဘူးတယ်အခုတတိယလို့ကျွန်တော်ပြန်စစ်လို့ကြီးကြီးနဲ့ပြန်စစ်လို့ ိုက်လို့မမနောက်ဘူးတော့ထုတ်တယ်ဒီဘက်ကမမမုန်နေတဲ့သူလည်းမျှဝေပြီးတယ်ဘောနော်ဒီ3 YouTube channel ကအဲ 3D 3D ကလင်နာတိတအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ live show လေးကြည့်ရအဲ့ဒီအုပ်စာလေးကို screen shot လေးဟိုဟာလေးပေါ့ screen လေးသွားလောက်ထားပေါ့နော်။ Channel channel လေးလည်းတင်ပါတယ်။ဒါလေး။ Like ရအောင်ကောင်း။ အဲ့ဒီလမ်းကနေဆိုတော့မနေ့ကျင်းတော့6ခေါက်ဆိုအဝေးရနေပြအဝေးရနေတင်တာရှိချောက်ခုနကခုန်ခုန်ချောက်ဒီဘက်မှာနော်ပပလစ်မှာတင်ပေးတာနော်မန်ပါရီရောပပလစ်လေးရောတခါတည်းကျွန်တော်တင်ပေးတာရှိချောက်ခုန်ဒါမဲ့ကျွန်တော်တို့တင်တဲ့ site ကအာထိုးလို့ပေါ့နော်အာထိုးကျွန်တော်မပြောပြရဲကျွန်တော်တို့မပြောပြရဲကြိုက်တီဆိုရင်အာထိုးပါနော်အာရန်ထိုးဒဲဦးတော့တင်ထိုးပေါ့ဗျာ တော့အဲ့ဒီလမ်းကြောထဲမှာသူ့အကူကြတဲ့ကဏ္ဍကိုလည်းကျွန်တော်ငါးနှစ်မြောက်ကကဏ္ဍဆိုပြောခဲ့တယ်သူ့အကူကြတဲ့ကဏ္ဍ3 4 5ကျွန်တော်အဲ့တော့ခွန်ရှစ်ခွန်နေယူပေးခဲ့တာအဲ့မှာခွန်ရှစ်9နှစ်မြောက်ကကဏ္ဍနော်အဲ့တော့သူ့အကူကြတဲ့ကဏ္ဍကလည်း3 4 5 9နှစ်မြောက်ကဒီမှာ3 3 5ဒီကဒီလိုဆိုင်မျိုးကလူလမ်းမမြင်လွယ်လို့ပြီးတာနော်အဲ့တော့အဲ့ဆိုရင်ကျွန်တော်သူ့အကူလိုက်တဲ့ကဏ္ဍ2နှစ်ခွန်3 4 5 9နှစ်မြောက်ကဒီမှာကျွန်တော်ကခွန်ရှစ်ခွန်ယူလာတယ်နှစ်ခွန်နှစ်နှစ်ခွန်နေကြီးဖြစ်နေတာနော်ကျွန်တော်လိုက်တဲ့စနစ်ကိုဟိုပါဖြစ်တယ်နားလည်တယ်လို့ပြီးမယ် အဲ့တော့အဲ့ဒီနေ့ထဲမှာကျွန်တော်ပြောခဲ့ဘူးတဲ့ကိုသုံးသုံးအာဘန်လိုက်ထွက်တယ်နော်ကိုသုံးသုံးအာဘန်လိုက်ထွက်တယ်နော်အဲ့တော့ဒီမှာရှစ်ကိုသုံးကိုကိုသုံးသုံးနဲ့ခွေးမသွားဘူးဒါပေမဲ့မွေးကနန်းယူရမှာကိုသုံးသုံးကိုကျွန်တော်ကကိုသုံးသုံးကိုသုံးသုံးကိုနဲ့ကိုကိုသုံးသုံးဒီနှစ်ကွက်ကိုပို့တဲကြိုက်တယ်ပေါ့နော်ခွာနေတယ်အာထုတ်ဗျာနော်အာထုတ်9 3 3 3ပေါ့နော် ဟုတ်လားဖရီးသမားတွေရောကျွန်တော်လက်ဆောင်ပေါ့နော်အဲ့တော့အခုကျွန်တော်ကကိုသုံးသုံးနဲ့တမို့ကိုဘာလို့ထိုးလဲဆိုတော့ဘာလို့ယူဆလဲဆိုတော့အဲ့ဒီလိုဖြစ်တာလေသူကဒီမှာအဲ့ကိုသုံးသုံးလိုက်ဆိုတော့သူခါးဆောင်မှာပုံခါကိုခါးဆိုပြီးတော့ဒီလိုထောက်ပြီးကြမှာပထမဆုံးစကြတဲ့သုံးခါသူကသုံးခါနဲ့အချိန်တိုင်းမှာကိုခါးလို့အရင်တဲပြီးမှမကိုသုံးသုံးလိုက်ဆိုတာအဲ့တော့ဒီကိုသုံးသုံးမှာလည်းဒီမှာပထမဆုံးစကြတဲ့ဒီမှာသုံးခါဒီမှာမှစကြတာထပ်ကြပြီးဆိုတော့လည်းကိုခါးနဲ့ထောက်တာထောက်ပြီးကြမှာအဲ့အောင်မှာသုံးကိုပိုပက်လိုက်ထွက်တာ ဲ့တော့ကျွန်တော်ဒီမှာကလည်းသုံးခါဒီမှာစကြတာစကြပြီဆိုတော့လည်းသူ့ရဲ့မှာကိုခါလို့ထောက်တာထောက်တဲ့အောင်မှာကိုသုံးသုံးပတ်လေပေါ့နော်ကိုသုံးသုံးပတ်လေအဲ့တော့ကြိုက်တယ်ဆိုရင်ဒါကသုံးကပ်ကလေးရိုးရိုးရှင်းရှင်းလေးနဲ့ပဲဖြစ်သွားတဲ့အတွက်ကြောင့်ကိုသုံးသုံးအာပတ်လေကနန်းတို့ကနန်းနှစ်ကပ်စီးနဲ့ကြည့်မယ်ဆိုလည်းကနန်းတို့ကနန်းနဲ့ယူစားလို့ရတယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်ကတင်ပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်လုံးပြန်ဆိုင်တော့မလို့ဗျလက်ရှိရအများကြီးပေါ့နော်အဲ့တော့ဒီနေ့ ဒီ933နဲ့399ပေါ့နော်အဲ့ဒီအထက်မှာ933ကတက်လိုက်ခဲ့တယ်ဆိုတာဒီမှာနှစ်ကနဲ့ခွဲဆောသွားရင်တော့ဒီ933ထွက်တဲ့နေရာမှာဒီမှာ358ဆိုတဲ့နန်းဒုက္ခနာနဲ့ခါထောင်ခါထောင်ထိုးပြီးတော့ဒီမှာလည်း358ဆိုတဲ့ကဏ္ဍနဲ့358ဆိုတဲ့ကဏ္ဍနဲ့ဒီခါခါထောင်ထိုးတယ်ဒီအကွက်ရှိတဲ့နေဆိုရင်ဒီကဏ္ဍဘေးကကဏ္ဍလည်းတော့8တနည်းကျော်ကကဏ္ဍရှိတဲ့နှစ်ကျော်ကအဲ့တော့ဒီကနေ့ဘေးကနေတော့ရှိတဲ့နှစ်ကျော်ကအချိန်ကိုင်းများရိုက်တဲ့ဒီနှစ်တော့မပင်ပုံမင်းကျော် ုံးမိကျော်တင်းညင်းတော့ဒီမှာနှစ်သုံးညနှစ်တည်းလေးရတာပေါ့ဗျာနော်ရှစ်တနစ်ကျော်ကနန်ကိုကြိုက်တာရွေးထူပေါ့နော်တနစ်ကျော်ကနန်လည်းဖြစ်တတ်တယ်လို့ကျွန်တော်ကတော့ကနန်တုကနန်ကို33ကိုပဲယူစားတယ်သုံးကက်စီနဲ့အညီကြည့်လိုက်ရင်သူ့ရဲ့ကြာပေါက်ကဒီမှာ63ကီလိုထောက်ပြီးကမှကြာမယ်63ကီလိုထောက်ပြီးကမှကြာမယ်63ကီလိုထောက်ပြီးကမှ63ကြာမယ်ကြာမယ်ဆိုတော့633ကိုပပလေးရခိုင်းတဲ့အကြောင်းရင်းကကျွန်တော်သုံးကက်စီကိုဖော်မွေးပြောခဲ့ဘူးတယ်နော်ဖော်မွေးပြောခဲ့ဘူးကဒီဥမာ တင်ငါကိုလို့ထွက်ပြီးဆိုရတယ်သူ့ရဲ့နောက်နေထရေကနန်းတကွယ်အကျိုးဆောင်တက်ပေါက်တယ်လေကျွန်တော်ပြောခဲ့ဘူးလေကလင်နာအဲ့တော့ကျွန်တော်ဒီမှာတင်ငါကိုလို့ကလင်နာမှာနှိမ့်ဦးမှာထွက်ပြီးအဲ့တင်ငါကိုလို့တင်ငါကိုလို့ထွက်တာလေသူကဒီတစ်ချိန်နဲ့ပြန်လို့24ချိန်မှာတစ်ထိတ်နဲ့ဆုံးသွားတယ်အစီကျော်နောက်နေထရေကနန်းတကွယ်ဟာဒီလိုထွက်တယ်အဲ့ဒါကျွန်တော်ပထမယူဆလိုက်တဲ့အချိန်မှာဒီမှာခါထောင်သုံးလုံး30လို့ဖြစ်တယ်တောင်းပါဒီအောက်ဆုံးမှာကနန်းကဒီလိုရိုက်တာလားအဲ့တော့ဒီမှာတင်ငါကိုလို့ထွက်တော့ဒီမှာတစ်ချိန်နဲ့ပြန်လို့24ချိန်မှာတစ်ထိတ်နဲ့ဆုံးသွားတော့သူ့ရဲ့နောက်နေထရေကဒီမှာကနန်းဟာ ဒီလိုစောင့်သိရိုက်ခဲ့တယ်။မခါတော်တော်ကစဲဆိုပြီးကျွန်တော်တို့ပထမဆုံးမှယူဆခဲ့ဘူးလေ။မပေးရင်ကျွန်တော်တုံခါနဲ့လိုက်မယ်ဆိုတာလေ။ဒီမှာလဲတင်ငါကုလို့ထွက်ပြီးဆိုတာနဲ့သူက၅ထိုင်နဲ့စားလို့၂၄ချိန်မှာ၅ထိုင်နဲ့ဆုံးတော့သူ့ရဲ့နောက်နေထဲကကနန်းကကျွန်တော်ဒီမှာခါတော်တော်ကစဲလို့ဖြစ်တဲ့ဒီကနန်းများတက်ရိုက်မလားလို့ပြောခဲ့ဘူးလေ။တကယ်လို့မှမရိုက်ရင်ဒီထဲမှာခါတော်တော်ကစဲလို့ဖြစ်တဲ့ကနန်းဆိုရင်ဒီမှာ၄၆၀လည်းဖြစ်တယ်လို့ဒီ၆၃၆လည်းဒီလိုတက်ရိုက်သွားနိုင်တယ်လို့အဲဒီဘာမှမဟုတ်ဘဲနဲ့ပထမဆုံးစားကြတယ်သူကဒီ၃ခါနဲ့ ုံးခါနဲ့ကဏ္ဍဒီလိုတက်ရိုက်တယ်ဆိုရင်ပထမဆုံးစကြရတဲ့ဒီမှာသုံးခါသုံးခါဒီမှာမှစကြရတာစကြရတဲ့ကဏ္ဍဒီလိုတက်ရိုက်တယ်ဆိုရင်ဒီမှာသုံးခါဒီမှာစကြရပြီသုံးကအထားပဲအဲ့633အာပတ်လေးလေးကိုရံပါဆိုပြီးတော့ကျွန်တော်မှန်ပါတယ်မှာအထူးနောက်တော့ဖြစ်နေပို့ပြီးထားတာဖြစ်တယ်ဒီဘက်ကလူတွေလည်းညှောက်ဝေးပြီးပါတယ်နော်မှန်ပါဝင်နေတဲ့လူတွေလည်းအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်ကိုမမကနအများကြီးတင်တယ်တကွက်ကောင်းပဲကျွန်တော် main or share or တကွက်ပဲခြံထားပါတယ်เนาะအဲ့တော့အဲ့ဒီတကွက်ကောင်းလို့ခြင်တဲ့သူတွေကတော့ share တစ်ပတ်စာကို အတောင်းချက်ပါနော်၃ချိန်စာကို2000ကျွဲပါနော်ထိုင်ရနေဆိုရင်ချဲတစ်ချိန်စာဘတ်တရာချဲ၃ချိန်စာကိုဘတ်နှစ်ရပါနော်ဒီနှစ်ကုန်ပြီဆိုရင်တော့အခုချိန်ကနေနှစ်ကုန်ပြီနှစ်ကုန်ပြီပေါ့နော်ဒီ2020ကနှစ်ကုန်ပြီကိုမြန်မာငွေဆို900ပေါ့နော်ထိုင်ရနေဆိုရင်ဘတ်တထောင်ပါနော်မွေးကနန်းရှိပါတယ်မွေးကက်ရှိတယ်အပိုင်တော့မဟုတ်ဘူးနော်အပိုင်မဟုတ်ပါဘူးနော်မွေးကက်ရှိတယ်မာကက်စီးတွေနဲ့အမှတီးတဲ့ကောင်းတဲ့မှာတီးတဲ့ live လွှင့်ပေးပါတယ်နော် organize site အားလုံးမြင်လာပါဒီတော့ပါပဲနော်